ဟာနာခန်းထဲမှာအနားယူနေတော့ဒေမီယန်ကရောက်ရှိလာခဲ့ပြီးတော့အဝေးပြည်တို့တဲကိုဟာနာဝဲလို့ရအောင်လို့သူ့ရဲ့အမေရဲ့အဝေးစားတွေထည့်ပေးထားကြောင်းပြောခဲ့ပါတယ်။ဟာနာအတွက်အဝေးစားတွေကိုတော့သူ့အနေနဲ့မနေ့ဖက်မှဝယ်ပေးလို့ရမယ်ပြောတာကြောင့်ဟာနာကလည်းဒေမီယန်ကိုအခုလိုမျိုးသူ့ကိုဂယူးမဆိုင်ပေးတဲ့အတွက်ကိုမှကျေးဇူးတင်ကြောင်းပြောလိုက်ခဲ့ပါတယ်။ဒါနဲ့ VPN လေးဖွင့်ကြည့်ပေးပြီးတော့လည်းကျွန်တော်တို့ကိုရှေ့ဆက်သွားနိုင်စီပါတယ်နော်။ဒီလိုနဲ့ဒေမီယန်ကလည်းဟာနာတောက်ဖို့အတွက်ကိုမှသူ့နွားနှုတ်ဖျော်ပေးမယ်လို့ပြောပြတဲ့ခါမှာတော့ဟာနာကလည်းသူ့ကိုအဲ့ဒီလိုမျိုးလုပ်ပေးဖို့မလိုအပ်ကြောင်းပြောပါတယ်။ ဒေမီယန်ကတော့ကောင်မလေးရဲ့ဂေယူဆိုင်ချင်တာကိုအရန်ခံနေရတာကြောင့်အတင်းလုပ်ပေးမယ်လို့ပြောပြီးတော့ဟာနာကိုအဝယ်လဲပြီးတော့စောင့်နေဖို့ပြောပါရင်ဒေမီယန်ကလည်းမိဖို့ကြောင်းထဲမှာနွားနို့ကိုအတင်းဖြော်အထုံးနဲ့ကိုမှတက်တလောက်မှတ်တလောက်ဖြော်နေခဲ့ပြီးတော့ဟာနာစီကိုလာပေးပြီးတော့ထွက်သွားခဲ့ပါတော့ရီညာဘက်ရောက်တဲ့အခါမှာတော့ဒေမီယန်ကလည်းသူ့အခန်းထဲမှာအလုပ်ပြီးတာနဲ့ဟာနာရဲ့ခန်းစီကိုရောက်လာခဲ့ပြီးတော့အိပ်ပျော်နေတဲ့ဟာနာကိုစောင့်လာချုပ်ပေးခဲ့ပါရင်ဒေမီယန်ကလည်းအိမ်မှာနေနေတာကြောင့်သူတေချာဂေယူဆိုင်ပေးမှဖြစ်ကြောင်းပြောကအခန်းထဲကနေကိုထွက်သွားခဲ့ပါရင် ဲ့ဒီအချိန်မှာအိတ်မပြောသေးတဲ့ဟာနာကလည်းဒေမီယန်ရဲ့ပြောစကားတွေကြားရဲကနေပြီးတော့မေးလိုက်ကဆက်ပြီးတော့အိတ်နေခဲ့ပါ යි မနေ့ရောက်တော့ဟာနာကလည်းရေချိုးရင်နဲ့ရေပန်းကိုပိတ်လိုက်တဲ့အချိန်ခြေထောက်ချော်ပြီးတော့လဲကျသွားတာကြောင့်အော်ဟစ်လိုက်ပါ යි ဒေမီယန်ကလည်းမတော်ဝါသေးတဲ့ဇနီးရဲ့အော်ဒါကြောင့်အိယာကနေကိုပြုတ်ကျလာခဲ့ပြီးတော့အမြန်ပဲလိုက်ရှာပါတော့ရင်ဒေမီယန်ကလည်းဟာနာကိုလိုက်ရှာရင်းနဲ့ပဲရေချိုးကန်းထဲမှာလဲကျနေတာကိုတွေ့သွားခဲ့ပြီးတော့ဟာနာကလည်းဒေမီယန်ကိုဘာကိစ္စနဲ့ရေချိုးကန်းထဲကိုဝင်လာတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါ යි ဒေမီယန်ကလည်းဟာနာထင်တယ်လို့မဟုတ်ပဲနဲ့ ူကဒီလိုမျိုးဟာနာရဲ့အော်တန်ကြလို့စိတ်ပူခဲ့ပြီးတော့လာကြည့်တာဖြစ်ကြောင်းပြောကလဲကြနေတဲ့ဟာနာကိုပွေ့ချီပြီးတော့ရေချိုးခန်းထဲကနေကိုထွက်လာခဲ့ပါတယ်။ဟာနာကလည်းမိဖို့ကြောင့်တဲမှာတယောက်သားအဖို့အဖွဲတစ်ဖွဲစာစားလို့ရမယ့်အစားအသောက်တွေကိုပြင်ဆင်ပြီးတော့ခြားပေးပါတယ်။ဒေမီယန်ကလည်းအစားစားနေခဲ့ပြီးတော့ဘေးနားမှာရဲကြည့်နေတာကြောင့်ဘာလို့အဲ့ဒီလိုမျိုးရဲကြည့်နေရတာလဲဆိုတာနဲ့သူနဲ့တူတူထမင်းလာစားဖို့ပြောလိုက်ပါတယ်။ဟာနာကလည်းသူကအစီအကံတယောက်ဖြစ်တာကြောင့်အဲ့ဒီလိုမျိုးလုံးလုံးမရကြောင်းပြောပေးမယ်လို့ဒေမီယန်ကတော့အဆင်ပြေကြောင်းပြောကာထမင်းစားဝိုင်းကိုအတင်းခေါ်လိုက်ပါတယ်။ ဟာနာကလည်းဒေမီယန်နာကိုရောက်တာနဲ့ဒေမီယန်ကလည်းဟာနာရဲ့လက်ကိုကင်ကသူ့စီကိုဆွဲခေါ်လိုက်တာကြောင့်မလုပ်တာလဲဆိုပြီးတော့မေးလိုက်ပါ යි ဒေမီယန်ကလည်းသူကဟာနာကိုအရင်သဘောကျလို့အခုလိုမျိုးလောက်ရတာဖြစ်ပြီးတော့သူမကြခင်မှာအလုသွားတော့မှဟာနာဒီနေ့အိမ်မှာနေထိုင်ရတာအဆင်ပြေဖို့နဲ့ဂီယူဆိုင်ဖို့အခုတော့မနေ့စာကိုစားဖို့ပြောကချက်သွားခဲ့ပါရော။ဟာနာကလည်းနေခင်ရောက်တော့တိမ်လုံးကိုတန်ရှင်းရေးလုံးနေပြီးတော့အလုံးလုံးနေရင်လည်းမိန်းကလေးတွေရဲ့တဘာဝအတိုင်းဆက်စုကျင်တဲ့စိတ်ကြောင့်ပဲအိမ်ကအရန်ကိုကြည့်ပြီးတော့အိမ်ထဲမှာအိမ်ကိုမျိုးသမီးမထားတာကိုနားမလည်တာကြောင့် အင်းရဲ့အဆောင်ကိုမေးဖို့စဉ်းစားလိုက်ပါရင်ဟာနာကလည်းရှင်းနေတဲ့မျိုးသားတယောက်ကိုဆရာကဒီအင်းရဲ့အဆောင်လားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့အဆောင်ကလည်းသူဘာတွေများကုညင်ရမလဲဆိုပြီးတော့ဟာနာကိုမေးလိုက်ခဲ့ပါရင်ဟာနာကလည်းဒီအင်းကြီးကအရန်ကိုမှကြီးပင်မယ်လို့ဘာလို့အင်းကိုမျိုးသမီးတယောက်မှကိုမရှိရတာလဲဆိုပြီးတော့အဆောင်ကိုမေးလိုက်ပါရင်အဆောင်ကတော့ boss Damian ကအင်းနဲ့ကိုအမျိုးသမီးဘယ်သူမှလက်မခံဘဲနဲ့ဟာနာက boss လက်ခံတဲ့ပထမဦးဆုံးမိန်းကလေးဖြစ်ကြောင်းကိုပြောပြခဲ့ပါရင်ဟာနာကလည်းအဲ့ဒါဆိုရင်အင်ကိုအမြဲတမ်းတန်ရှင်းရမလို့ပဲထားရလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့အဆောင်ကလည်း ဟင်းချက်တာတန်ရှင်းရေးလောက်တာကအင်းရဲ့ကိစ္စအကုန်လုံးကို boss ကိုယ်တိုင်လောက်တာဖြစ်ကြောင်းကိုပြောပြပါရင်သူကလည်း boss ကိုစူးစမ်းဖို့ပြင်မယ်လို့ boss ကတော့လက်မခံဘဲနဲ့အမြဲတမ်းအဆောက်တာဝန်ကိုသာခြေပုံအောင်လုပ်ဖို့သာပြောလို့ရှိကြောင်းပြောလိုက်ပါရင်ခဏနေတော့အင်ကိုဒီမီယန်ကလည်းဟာနာရှိနေတဲ့အခန်းကိုလမ်းလျှောက်လာခဲ့ပြီးတော့သူအခုလုံးပြန်လာတာဖြစ်ပြီးတော့ကားနဲ့ပြန်လာရလို့မော်နီတာဖြစ်ကြောင်းကိုရေးအစ်တစ်ခွက်ယူလာပေးဖို့ပါပြောလိုက်ခဲ့ပါရင်ဟာနာကလည်းအခန်းထဲမှာခနာဆောင်နေဖို့ပြောကာသူကရှည်သွားယူပြီးတော့ပြန်လာတိုင်းအခန်းထဲမှာလက်နက်တွေအများကြီးရှိနေတာကိုမြင်သွားတာကြောင့် ဒေမီယန်ကိုလူစုထင်သွားခဲ့ပြီးတော့ရေခွက်ကကြာသွားခဲ့ပါ යි ဒေမီယန်ကလည်းဟာနာရဲ့အခြေအနေတွေကြောင့်အနာကိုရောက်လာတဲ့ခါမှာတော့ဟာနာကလည်းထိခိုက်အောင်လို့မလုပ်ဖို့ကိုပြောခဲ့ပါ යි ဒေမီယန်ကလည်းသူ့စိတ်ကိုအေးအေးထားဖို့နဲ့သူကဟာနာကိုနားကျင်အောင်လုပ်မှာမဟုတ်ကြောင်းပြောပြီးတော့ဟာနာကလည်းဘာလို့အိမ်ထဲမှာလက်နက်တွေအများကြီးရှိနေတာလဲဆိုပြီးတော့မေးလိုက်ပါ යි ဒေမီယန်ကလည်းသူကမာဖီးယားတယောက်ဖြစ်တာကြောင့်အခုလိုမျိုးလက်နက်တွေစောင့်ထားတာဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါ යි ဟာနာကလည်းဒီမီယန်ကမာဖီးယားမန်တည့်ရတာနဲ့သူ့ရဲ့အနာကနေကိုခဝဲဝဲမှနေဖို့ပြောကအခန်းထဲကနေကိုပြေးထွက်သွားခဲ့ပါရော။ဒီမီယန်ကလည်းဟာနာရဲ့အခန်းစီကိုလိုက်လာခဲ့ပြီးတော့သူကမာဖီးယားတယောက်ဖြစ်ပေမဲ့လို့သူ့ကိုကြောက်စရာလည်းမလိုတလို့သူကလည်းဟာနာကိုထိခိုက်အောင်လုပ်မှမဟုတ်ကြောင်းစကလုံးလှလှလေးတွေနဲ့ကိုပြောလိုက်ခဲ့ပါရင်ဒီမီယန်ကလည်းဟာနာကိုသူ့ရဲ့ခင်မုံကဘာလို့လုပ်တာလဲဆိုတာကိုသိကျင်လို့မေးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခင်မုံကလည်းမာဖီးယားတယောက်ပဲဖြစ်ကြောင်းပြောပြလိုက်ခဲ့ပါရင်ဒီမီယန်ကလည်းအဲ့ဒါကိုကြားတော့ဟာနာကစိတ်တန်ရာတစ်ခုရထားမှန်းကိုနားလည်သွားခဲ့ပြီးတော့ ာနာရဲ့ယောက်ျားကလည်းမာဖီးယားထိတ်တန်းခေါင်းဆောင်တွေကတယောက်ဖြစ်နေမယ်ဆိုတာလည်းသတိထားမိသွားခဲ့ပါတယ်။ဒမီယန်ကလည်းသူ့ရဲ့ခင်မိုးစီကိုပြတ်ပြီးတော့သွားချင်နေရလားဆိုပြီးတော့မိတဲ့ခါမှာတော့ဟာနာကလည်းတိတိကျကျစဉ်းစားပြီးတော့သူ့ရဲ့ခင်မိုးစီကိုပြတ်မသွားတော့ကြောင်းနဲ့သူ့ရဲ့ခင်မိုးကိုအရန်ကြောက်ရွံ့နေကြောင်းကိုပြောလိုက်ပါတယ်။ဒေမီယန်ကလည်းသူချစ်တဲ့မိန်းကလေးကိုကိုညင်ခြင်းနဲ့စိတ်နဲ့သူ့ရဲ့ခင်မုန်းစီကိုပြတ်မသွားတော့ရင်ကွာရှင်းတင်ကြောင်းအကျင့်ပေးလိုက်ပြီးတော့ဟာနာကလည်းဒေမီယန်ရဲ့အကျင့်ပေးချက်ကိုလက်ခံလိုက်ပါ යි ။နောက်တည့်ရက်ခရစ်ရဲ့အိမ်မှာတော့မာယာကလည်းခရစ်ကို သူ့ကိုတစ္ဆာဖောက်ပြီးတော့ကြောခိုင်းသွားတဲ့သူ့ကိုမေးပြဖို့ပြောပါရင်ခဏနေတော့ခရစ်စတိုရဲ့အိမ်တကားကိုလူကြီးတယောက်ကခောက်လာတာကြောင့်အဆောင်တွေကလည်းလူကြီးကိုသူတို့တွေဘာရီကူညီပေးရမလဲဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်လူကြီးကလည်းအဆောင်ကိုသူကခရစ်နဲ့တွေ့ဆုံခြင်းကြောင့်ကိုပြောတဲ့အခါမှာတော့ခဏဆောင်ပေးဖို့ခရစ်ကိုသူ့တွားခေါ်ပေးမယ်ဖြစ်တာကြောင့်ခဏဆောင်ပေးဖို့ပြောကထွက်သွားခဲ့ပါရင်အဆောင်ကလည်းခရစ်ရဲ့အပေါ်တက်ကိုတက်လာခဲ့ပြီးတော့ boss ကိုအောက်ထပ်မှာတွေ့ကျင်နေတဲ့သူတယောက်ရှိတယ်ဖြစ်ကြောင်းကိုလာပြောခဲ့ပါရင် Chris ကလည်းအောက်ကိုဆင်းလာခဲ့ပြီးတော့လူကြီးကိုဘယ်သူလဲဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ လူကြီးကလည်းသူကဟာနာရဲ့ရှေ့နေတယောက်ဖြစ်ပြီးတော့ဟာနာကကွာရှင်မှုအတွက်ကိုတရားရင်ဆိုင်ဖို့အတွက်လာခဲ့တာဖြစ်ကြောင်းပြောပြကစာရွက်ကိုပေးလိုက်ခဲ့ပါတယ်။ခရစ်ကလည်းစာရွက်ကိုယူလိုက်ပြီးတော့ဟာနာခုတီကိုအသက်ရှင်နေတည်ပြီးတော့သူ့ဘဝကွာရှင်မှုတရားရုံးထိကိုလာဖို့စာပါပေးလိုက်တာကြောင့်ခရစ်ကလည်းစိတ်တူနေခဲ့ပါတယ်။မာယာကလည်းအဲ့ဒီစကားတွေကိုကြားတဲ့အခါမှာတော့အခုလိုမျိုးသူဖြစ်ချင်တယ်လို့ဟာနာကကွာရှင်ဖို့ပြင်နေတာကြောင့်သူလည်းဟာနာရဲ့နေရာကိုဝင်ပြီးတော့ယူလို့ရပြီဖြစ်ကြောင်းတွေးကထိပေါက်တယ်လို့မျိုးပြောရွှင်နေပါတော့တယ်။ ောင်နေရောက်တဲ့တရားရုံးမှာလူတွေများစွာရှိနေတာကြောင့်ဟာနာကလည်းသူ့ရန်ကိုမှစိတ်လို့ရှားနေကြောင်းဒေမီယန်ကိုပြောပြတဲ့ခါမှာတော့အကုန်လုံးကလည်းမကြခင်မှာအဆင်ပြေသွားမှဖြစ်ကြောင်းပြောကာနှစ်သိမ့်ပေးနေခဲ့ပါ යි ခဏနေတော့ခရစ်ကလည်းတရားရုံးကိုရောက်လာခဲ့ပြီးတော့ဟာနာကိုမြင်တဲ့ခါမှာတော့ဟာနာလိုမျိုးအားနေနေတဲ့မိကလေးတယောက်ကသူ့ကိုအခုလိုမျိုးတရားရုံးထိကိုခေါ်လာကြောင်းစိတ်ဆိုးနေခဲ့ပြီးတော့ဟာနာကလည်းသူ့ရဲ့ဆက်ဆံရေးကိုအခုတခါရဲအဆုံးတတ်တော့မှဖြစ်ကြောင်းကိုပြောလိုက်ပါ යි ခရစ်ကလည်းအဲ့ဒီစကားကြောင့်ဟာနာရဲ့မျက်နှာကိုရိုက်တော့မလို့ပြင်လိုက်တဲ့အချိန်မှာပဲဒေမီယန်ကလည်းဝင်တားလိုက်ပြီးတော့ဟာနာကိုထပ်ပြီးတော့နားကျအောင်မလုပ်ဖို့ကိုပြောလိုက်ပါတယ်ခရစ်ကလည်းဘသူကိုလာပြီးတော့စိန်ခေါ်နေရလဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့ဒေမီယန်ကလည်းသူတို့နှစ်ယောက်စလုံးကမာဖီးယားတွေပဲအတူတူဖြစ်ကြောင်းကိုပြောပြလိုက်ခဲ့ပါတယ်တရားသူကြီးတွေကလည်းအခုတရားရုံးကဟာနာရဲ့ခရစ်တိုရဲ့ကွာရှင်းပြည့်စဲခြင်းတရားခွင်ဖြစ်ပြီးတော့ဟာနာကိုလည်းခရစ်နဲ့ကွာရှင်းပြည့်စင်းမှလားဆိုတာကိုတေချာအောင်မေးလိုက်ခဲ့ပါတယ် ဟာနာကလည်းသူကကွာရှင်းဖို့ဆုံးဖြတ်ချက်ကိုတည်တည်ချာချာဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့်တရားသူကြီးကိုပြောပြလိုက်ခဲ့ပါတယ်။ဟာနာတို့တွေကလည်းအင်ကိုပြန်လာကြပြီးတော့အခုဖြစ်တာတွေကအိမ်မက်တစ်ခုလိုပဲဖြစ်စေခြင်းကြောင့်ကိုတွေ့နေပါတယ်။ဒေမီယန်ကလည်းသူကဟာနာရဲ့လွတ်လပ်နေတဲ့နေရာတစ်ခုကိုသူကဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်။ဒေမီယန်တို့ကလည်းအင်ကိုပြန်ရောက်လာခဲ့ပြီးတော့ဟာနာကလည်းဒေမီယန်အတွက်ဝိုင်ကိုပြင်ပေးကပေးလိုက်ပြီးတော့သူ့ရဲ့ခန်းစီကိုထွက်သွားခဲ့ပါတော့တယ်။ ဟာနာကလည်းသူ့ရဲ့ခန်းထဲမှာအခုလိုမျိုးမခွဲခွာခြင်းပဲလို့သူတို့ရဲ့ဆက်ဆံရေးကဆက်ပြီးတော့တွားလို့ရမှာမဟုတ်ကြောင်းကိုစဉ်းစားနေပါရင်ဒီမီယန်ကလည်းဟာနာရဲ့ခြေနေရကိုရိမ့်မိလိုက်တာကြောင့်လောလောဆယ်မှာတယောက်တည်းနေခိုင်းဖို့ပဲစဉ်းစားကထွက်သွားခဲ့ပါတော့ရင်ခရစ်ရဲ့အိမ်မှာတော့သူတို့ရဲ့လက်ထက်မင်္ဂလာပွဲကိုအမြဲကျင်းပကြတော့မှာဖြစ်တာကြောင့်မာယာအနေနဲ့သဘောတူလားဆိုပြီးတော့မေးလိုက်ခဲ့ပါရင်မာယာကလည်းသူကတော့လက်ခံကြောင်းနဲ့အခုလိုမျိုးသူတို့စောင့်နေကြတဲ့အချိန်တစ်ခုကိုရရှိလာပြီဖြစ်ပြီးတော့သူ့ကိုခရစ်ရဲ့ပါတနာဖြစ်ကုန်မှာရွေးချယ်ပေးလို့ဂျေဆုတင်ကြောင်းပြောတဲ့အခါမှာတော့ ခရစ်ကလည်းသူတို့ရဲ့အထူးအနေနဲ့အောင်ပွဲရာရီပြည်နယ်ကိုမှတင်ဆက်ပြင်ဆင်သွားမှာဖြစ်ကြောင်းကိုပါပြောလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ဟာနာကလည်းအေယာကနေနိုးလာခဲ့ပြီးတော့နာယီကိုည၈နာရီရှိနေပြီဖြစ်ပြီးတော့ညစာအတွက်ပြင်ဆင်ဖို့နောက်ကျနေပြီဖြစ်တာကြောင့်ဒေမီယန်တို့ကိုစိတ်မဆိုးစေဖို့အတွက်ကိုမှအမြန်ပဲကိုထွက်လာခဲ့ပါတော့တယ်။ဟာနာကလည်းမိဖို့ကြောင့်ကိုထွက်လာတဲ့အချိန်မှာကုဘတာချက်ပြုတ်နေတာကိုတွေ့လိုက်ကြပါတယ်။ဟာနာကလည်းချက်ပြုတ်နေတဲ့ဒေမီယန်ရဲ့အနာကိုတွားက သူအိပ်ပြောသွားခဲ့တဲ့အတွက်ညစာအတွက်ကိုပြင်ဆင်တာနောက်ကျသွားတဲ့အတွက်ကိုကျေးဇူးတင်ကြောင်းပြောပေးမယ်လို့ဘာမှကိုပြမပြောတာကြောင့်ဒေမီယန်ကလည်းသူ့ကိုစိတ်ဆိုးနေတယ်လို့ထင်သွားခဲ့ပါတယ်။ဟာနာကလည်းဒေမီယန်ရဲ့ဘေးနားစီကိုညစာကိုသူဆက်ပြီးတော့ချက်ပြုတ်ပေးမယ်ဆိုပြီးတော့ပြောနေပေးမယ်လို့ဒေမီယန်ကတော့ဟာနာကိုပွေ့ချီကထမင်းစားတဲ့စပွဲပေါ်မှာချပစ်လိုက်ပါတယ်။ဒေမီယန်ကလည်းသူညဒီညညစာကိုချက်ပြုတ်လိုက်မှဖြစ်ပြီးတော့ဟာနာကိုတော့အနားယူဖို့ကောင်မလေးကိုအရန်တွေခရူးဆိုက်ပြပြီးတော့ထွက်ခွာသွားခဲ့ပါတော့။ဒီနေ့ပိုင်းလေးကတော့နည်းနည်းကိုတိုးသွားတာပေါ့ဗျာ။ နောက်ပိုင်းလေးတွေမှာတော့ဘာရီများဆက်ဖြစ်ရုံမလဲဆိုတာကတော့ဆက်လက်ဆောင်မြည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒါနဲ့ဗီဒီယိုလေးလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း VPN လေးဖွင့်ကြည့်ပေးခြင်းကကျွန်တော်ကိုရှေ့ဆက်သွားစေနိုင်လို့ပါ။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်။မနေ့ဖြတ်မှာပြန်လည်တွေ့ဆုံကြရအောင်ဗျာ။